အဲကျွန်တော်လည်းအနာကပ်ပြီးချောင်းတယ်ပေါ့အဲ့တော့ဒီတန်းနေတော့နီကန်ဆုံးသွားပြီးတော့ချောင်းဟာတောင်းတယ်ဗျာအပြီးပြလုံးနေတော့တော့ဟာဒါပါလေကွာလို့ကိုလည်းတခါမှအဲ့ဒီလိုမျိုးအတွေ့အကြုံမရှိဘူးလေဒါပထမဆုံးမြင်ဘူးတော့တော့ဒီကောင်လုံးနေတာတကယ်ဟိုအားနဲ့မှန်နဲ့အမှန်ကန်အပြီးပြလုံးနေတော့ ဒါပေမဲ့သူတယောက်တည်းမိန်းကလေးမရှိဘူးဒါပေမဲ့အတန်ကောင်မလေးအတန်တဘောပေါ့ကျွန်တော်ပြောတာဗျာဒါလို့ကတော့ပါရဲ့ကောင်မတယောက်អော်တဲ့အတန်မှာကြားနေရတယ်အကုန်လုံးနားထဲမှာကျွန်တော်တို့လည်းကြားနေရတယ်နော်ကျွန်တော်တငယ်ချင်းလည်းကြားနေရတယ်ဒါပေမဲ့သူနဲ့သူတို့လုံနေတဲ့ကောင်မမရှိဘူးသူတယောက်တည်းလုံနေတာ အဲ့မှာကျွန်တော်တို့ငကောင်တို့ရှော့ရွာဟဲ့ဘာလဲကွာဆိုအဲ့ဒါကျွန်တော်တကယ်ချင်းကကျွန်တော်လက်ပုတ်ပြီးတော့အသားလေးနဲ့နေအောင်ဆိုပြီးတော့သူကသူ့ဖုန်းသူ့ဖုန်းကဗီဒီယိုရိုက်လို့ရတယ်ဖုန်းအဲ့ဒါသူ့ဖုန်းနဲ့သူဗီဒီယိုရိုက်တာဗီဒီယိုရိုက်တော့တိတ်ချီချီလင်းလင်းအနီးနာကက်ကက်ကြီးဟိုကလီယာတော့မဟုတ်ဘူးဗျာဒါပေမဲ့ proof ပေါ့တက်တည်တခုပေါ့နော်ပြန်ပြလို့ရအောင်ဆိုရိုက်တာ၃မိနစ်လောက်ရိုက်လိုက်ရိုက်လဲရိုက်ပြီးတော့ ကျွန်တော်ကချောင်းဟလိုက်တယ်ချောင်းဟလိုက်တဲ့ကောင်ဆက်ကနေဆိုကျွန်တော်တို့ဘက်ကိုလှည့်ကြည့်တာလှည့်ကြည့်တဲ့အချိန်မှာဒီကောင်မျက်လုံးရဲတုတ်လုံးဝလူမျက်လုံးနဲ့အယောင်တတမောတော့ပဲနဲ့မျက်လုံးကလုံးဝအမဲပျောက်ပြီးတော့အနီရောင်လုံးဝနီနီဒီတိုင်းပြသူကအလင်းထဲမှာနော်ကျွန်တော်တို့အမောင်းထဲမှာကျွန်တော်တို့သူ့ကိုမြင်နေရတာ သူ့ရဲ့မျက်လုံးကလူမျက်လုံးမဟုတ်နီ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 လုံးကြီးမြင်နေရတော့ဟာကျွန်တော်လောက်ဟာဘာလဲဟာသာကြီးလို့ဟာကျွန်တော်တကယ်ညာဟောင်းဟောင်းနဲ့ AC AC နဲ့မကြောက်နဲ့မီးသွန်းမီးသွန်းလို့ကျွန်တော်ပြေးပြီးမီးသွန်းထုံးအဲ့ချိန်မှာဒီကောင်ကအဲ့ကိုရင်းထရနေပြီးတော့ကွန်တိန်နာတဲကနေပြီးတော့ကျွန်တော်တို့ဆက်ယုံလာတဲ့အပေါက်ဘက်ကိုဒီကောင်ခွေးလို့မျိုးပြခွေးလို့ဆိုတော့ကျွန်တော်တို့၄ဘက်ဂုံးပြီးလာရယ်ဆိုပြ အရှိအလက်ကတိရမှာတထောင်စင်းနဲ့ထောင်လို့တမျိုးတော့မဟုတ်ဘူးနောက်နောက်ကဖင်ကိုထောင်သားတာအရှိရတဲ့လက်ကိုဒီလိုလက်ဖွားချတာတယ်နောက်ကလည်းခြေဘွားထောင်ပြီးတော့တဘောပေါ့မှာခြေတော့ခြေရောလက်ကျော်ဆန့်ရပြဟိုလိုမျိုးလေးဘက်ကုန်းဒူးကောင်းတဲ့တထောင်စင်းနဲ့လာတာမဟုတ်ခြေရောလက်ကောဆန့်ရကွေးလို့ကုန်းကွေးကုန်းကုန်းပြီးတော့ဒီကောင်းလာတာဒီကောင်းလာတဲ့အချိန်မှာဒီကောင်းမြင်တာလုံးဝဒေါရနဲ့တိတယ်မှာ န်တရပေးမဲ့အနေထားတဲ့ကောင်လာတာကြောတငယ်ကြပါပြောဆိုဟျောင်းဟျောင်းနဲ့အဲ့ဒါဒီကောင်စီးနေတယ်နော်လေဒီကောင်စီးနေပြီတဲ့မင်းတတိထားတယ်မင်းကိုခေါ်အောင်မလားငေါ့ခေါ်အောင်မလားမသိဘူးတဲ့တကယ်ကိုတော့ဒီကောင်ခေါ်အောင်လိမ့်မယ်တဲ့မင်းကိုခေါ်အောင်ရင်လည်းငါအမြန်ဝင်လုံးပြီးတော့ကျိုးတော့မယ်ပေါ့နော်အဲ့ဒါနဲ့ဆိုင်ဝင်သွားတော့ကျိုးရပေါ်တယ်ဘီနီယာဘဲနီယာမဆိုကျွန်တော်ဖာနီချာဆိုင်ဝင်တော့ကျိုးရပေါ်တယ်အဲ့ဒါရတယ်ရအောင်နောက်ဆုံးမရရင်လည်းရိုက်ပြေကွာလို့ သွေးရဒုတ်ဆွဲပြီးသွေးရောင်နဲ့ဒုတ်နဲ့ဆွဲရိုက်ကွာလို့ကိုတော့အထီးကိုင်းမခံနဲ့ဆိုအာကျောတော့ဟုတ်တယ်ကျွန်တော်ခေါ်ဦးတာဒီကောကျွန်တော်မီးတော့ဖွင့်တဲ့အချိန်ကျတော့စိတ်ရောအပေါင်းနဲ့အဲ့ဒီဝင်ဝင်ထွက်အပေါင်းနဲ့နှီးသွားတယ်လေနှီးသွားတော့ကျွန်တော်ခေါ်ဦးတာဗျာအဲ့မှာကျွန်တော်တကယ်ကျရင်လည်းဝင်လုံးတော့ကျွန်တော်လည်းဝင်လုံးနှစ်ယောက်သားလုံးဒီကောခေါ်ဦးပြီးကြိုက်တာဗျာလူကိုကြိုက်တာအဲ့ဒါ ဝင်လုံးပြီးတကောင်နှကောင်သားကျိုးတော့ပြီးရောရေလုံးရေပတ်ဟာတငယ်ချင်းကရေတွေပဲပတ်ပတ်ပြီးတော့ပိုင်းပဲနားပဲရှိုက်တာဆောင်းငါမြလုံးနေတော့တကောင်တတိလဲလာတတိလဲဟောမျက်လုံးပဲလဲအဲ့လိုမျိုးပုံဟိုဘယ်လိုပြောမလဲဆိုရဲတော့တော့ဒီမျိုးရဲတော့ရဲနေမဲ့ဟိုအဲ့ကိုကြီးကိုကြီးလေသူကျွန်တော်ပြောကိုကြီးကိုကြီးလေကျွန်တော်ဘာလို့ဖမ်းထားတာလဲကျွန်တော်တတ်မလို့လားကျွန်တော်မတတ်ပါနဲ့ဗျာကျွန်တော်ကြောက်ပါတယ်တောင်းပန်ပါတယ် ကျွန်တော်ဘာပြောပါလို့လဲကိုရိုးကျွန်တော်ဘာလုံးပြီးလို့လဲပါရတယ်ကျွန်တော်ဘာလို့ကျိုးတွေတုတ်တာလဲငိုငိုပါလေရောတပြီးတော့ဟာဟဲ့မေယောငါတို့ဘာလို့ဖမ်းတာလဲဆိုမေယောကပြမယ်လေလို့ဟာဗီဒီယိုပြကောင်းမယုံဟာကျွန်တော်ဟုတ်လို့လားကိုကြီးရတယ်ကိုကြီးရတယ်ကျွန်တော်မိုးပေါ့ဟဲ့မင်းလို့တေးချကြည့်ရမင်းလို့မင်းတယောက်တည်းမင်းဘာလို့လုံးနေတယ်လို့မောဟုန်းနေတယ်ကိုကြီးကကျွန်တော်ကမလေးနေလေတဲ့ကိုကြီးပဲကျွန်တော်ကိုကတိပေးတယ်ကိုကြီးပြန်မလာဘူးဆိုလို့လေတဲ့ ဟိုကျွန်တော်ကော်မလေးတဲ့စိတ်ဆိုးသွားပြီတဲ့ဟာတဲ့ဒုက္ခပါပဲဗျာတဲ့ကိုကြီးရတာကိုကြီးရက်ဆက်တယ်ဗျာတဲ့ကိုကြီးကျွန်တော်မလုံးသိဘူးလို့မျိုးကိုကြီးကတိပေးပြီကိုကြီးကတိမတည်ဘူးပါတဲ့အဲငါမျိုးကတိပေးတဲ့အတိုင်းကချောင်ပေးတယ်လေကွာလို့ငါပြန်လာတဲ့အချိန်လေးကြည်ဦးလေကွာလို့ဆန်းဆန်းလိုက်တန်လိုက်ထိုးနေပြီလေလို့မင်းလုံးသားတညာလုံးလုံးနေပါလားလို့မင်းတော်ပြီပေါ်လို့အဲ့ဒီချောင်အဲ့လောက်တင်ကြာပြီးမင်းကချောင်သားပေးတယ်အဲ့တော့မှအဲ့လိုမျိုးပြောဆိုပြီးတော့ 3ဘတ်အဲ့ဒီလိုဖြစ်ပြီးတော့3ဘတ်အတွင်းမှာအဲ့ဒီချက်သေးလေးကလုံးဝတော်တော်ခါယူသွားပါလေလုံးဝတော်တော်ခါယူတာများကျွန်တော်ပြောသလိုသမင်းလို့ဟင်းလို့ယူတာပါဗျာသမင်းလည်းမစောင်းဟင်းလည်းမစောင်းလမ်းဘေးမှာတွေ့တဲ့အမိုက်တိုက်ကလိုက်ဒီအကုန်လုံးဒီကောင်ပေါက်စားတယ်ဒီကောင်ကသမင်းတော့ကျွေးပြီးတော့အဲ့လိုမျိုးကျွန်တော်ပြားသဘောကသမင်းလို့ဟင်းလို့ဆိုလူလိုသူလိုပြားသေးတယ်ဗျာသမင်းလာစားကြည့်လေးပါမဟုတ်အဲ့လို လူတွေနဲ့လည်းစကားမပြောတော့သူ့ကိုလိုက်ဖမ်းရဲတွက်ပြေးတယ်အင်းကြီးဝစာဝပင်းလည်းပူတယ်ပူတယ်မီးလောင်တယ်လို့ပူတယ်ဆိုပြီးတော့မီးလောင်နေတယ်ဆွဲဖြဲပလိုက်တယ်အဲ့ဒီကံပေါင်းပေါ်မှာပဲပြေးနေတယ်ဟိုဘက်နဲ့ဒီဘက်လုံးဝအင်းကြီးဝဲတော့ဘူးဖင်ပြောင်နဲ့ဝေးသောင်းလမ်းနဲ့ပြေးနေတာအဲ့ဒါမှာအဲ့မှာမကျူးကြရမနေခဲ့ဘူးတဲ့လူဟောင်းပေါ်တော့လွန်ခဲ့တဲ့18နှစ်ဆက်ရှင်နဲ့ပတ်ဝန်းကျင်အဲ့ဒါပတ်ဝန်းကျင်မှာနေခဲ့ဘူးတဲ့မြန်မာတွေဆိုရင်ကျွန်တော်ပြောတဲ့ဇလုံးအတိပါတယ် အမေကျွန်တော်ဆက်ယူမှာဖြစ်သွားတာတော့သူတို့အခုမှကျွန်တော်ပြောပြမှသိပါဘူးအဲ့ဒီကောင်လေးကတော့ဆုံးကျွန်တော်လည်းထိမသားနေတော့အခြေအနေကတအားဆိုးလာပြီတအားရန်ကားလာပြီတအားဆိုးလာတော့ရုပ်တရက်ထထပြီးတော့အဲ့လိုမျိုးဟူအတန်ဒီအတန်ကြောင့်အော်တာတွေတည်တယ်မလားပြီးတော့အင်ကြီးဆွဲဖြဲဖြစ်တာတွေနောက်တော့နေရန်ကိုအတင်းခေါင်းတွေပဲတိုက်ခွဲပြီးတော့မသိဘူးပြသူဘာပြောသွားလဲဆိုတော့ ဲ့လိုပဲပြောတာနောက်ဆုံးဘာလို့ ਆ လဲဆိုအဲ့ဒီအချိန်မှာမကြိုးကြရမှာဘုံကြီးတစ်ပါးရှိတယ်ဘုံကြီးတစ်ပါးလာသူလည်းအဲ့လိုမျိုးလာနေတာအဖုံကြီးကနေပြီးတော့အခုကြီးတောင်းပြီးအားလုံးပတ်ဆံဆိုပြီးကောင်းလေးကိုသူနိုင်သူနိုင်ငံပေါ်ပြမြန်မာနိုင်ငံပေါ်ပြသူနိုင်ငံဆိုကိုရီးယားနိုင်ငံသူမျိုးပေါ်တော့အဲ့ဒီကိုပြန်ပို့လိုက်တယ်ပြန်ပို့လိုက်ဆိုသူတို့ဘလို့နီးနေပို့တယ်တော့မတည်ဘူးပွဲစားခေါ်ရပြီးတဲ့ပွဲစားတော့ခေါ်ရပြီးပြောတယ်လောက်ကြီးမှာ ဒီကောင်ကိုအိတ်ဆေးတိုက်တိုက်ပြီးခေါ်ရတယ်တဲ့အားလုံးစီစဉ်သားပြီးပြီပေါ့ဒီကောင်ကိုလန်ခီခေါ်ဖို့အိတ်ဆေးပါညာအကုန်ဒီကောင်ကိုဆေးတောက်လျှောက်တိုက်သွားတယ်ဒီကောင်အေးရတိုးတာနဲ့ဒီကောင်ကိုကျွေးမွေးပြီးဆေးပြန်တိုက်အဲ့လိုမျိုးခေါ်ရအဲ့တော့ဟိုရှင်းရှင်းပြောပြအင်းကြီးဝေစာပေးဝေလို့မရတဲ့ပြဿနာကိုဒီကောင်တွေဘလို့ပြေရှင်းလဲလို့ဘုရားသခင်ပဲသိမယ်ကျွန်တော်လည်းမသိဘူးဒါပေမဲ့အဲ့ဒီရနေပြီးတော့အဲ့ဒီအမမတ်ကျူအမမတ်ကျူပြောပြတာကတော့ အဲအဲ့ဒီကောင်လေးကတဲ့မင်းကုန်းကိုရောက်ပြီးတော့တဲ့တပတ်ပဲတပတ်ဆယ်ရက်ပဲခံနေတဲ့သူပြောတယ်တဲ့ငါရဲ့အထဲထဲမှာရှိတယ်တဲ့နှလုံးသားတွေအားလုံးကလီစာတွေအားလုံးဟိုတဲ့ငါချစ်သူငါကြွေးခဲ့ပြီးတဲ့ဆိုပြီးတော့တဲ့သူပြောတယ်တဲ့ပြည့်ပြည့်ပြောတည်သွားတယ်တည်သွားတော့ဟိုစေသူတို့အလောင်းကိုခွဲတော့ရင်ခွဲတော့အားလုံးရှိတယ်တဲ့အထဲထဲမှာတဲ့ မဲ့အသက်အနှလုံးရဲ့နေရာတနေရာလေးကလေအဲ့ညာကြိုက်ထားတယ်လို့မျိုးတခုခုကြိုက်ထားတယ်လို့မျိုးအရာဖြစ်နေတယ်အဲ့ဒီအကြောင်းတည်သွားတာလေသူတေကကြီးမှတွေးအံနေတယ်တွေးအံမိတည်သွားတယ်လေအဲ့ဒါနဲ့တွေးအံမိတည်တော့ဗျာဆရာဝန်နဲ့တွေးရင်ခွဲပြီးစစ်တယ်လေဒါမလေးရှားမပေါ်တော့မြန်မာပြည်မှာအဲ့မကျူဆိုတော့မာကြီးကကျွန်တော်တို့ကိုပြန်ပြောပြတော့ဘူးသူတည်တင်းရတဲ့ဟာကို အဲ့တော့သူ့ကိုယင်ခွဲပြီးစစ်တော့အထဲထဲမှာနှလုံးကိုတခုခုကไก่ထားတယ်လို့မျိုးအရာပေါ့ ठी တကယ်တော့ ठी တယ်ဆိုပြအပြင်ကိုပဲ ठी တယ်လေအသေးလေးကနှလုံးကိုတခုခုနဲ့ ठी ထားတယ်လို့ဆိုတော့သူတို့ကပြောတာတော့တရေไก่လိုက်တယ်ဆိုတော့နေသားမျိုးဒါပေမဲ့ကျွန်တော်အခုကျွန်တော်ပြောပြတဲ့စကားကျွန်တော်မြင်တဲ့ဥစ္စာကိုပဲကျွန်တော်မြင်တာကျန်တဲ့မတ်တူဇလန်းကမတ်တူပြောပြတဲ့ဇလန်းကြီးကျွန်တော်မျက်မြင်မဟုတ်ဘူးเนาะ တာဝန်တော့ကျွန်တော်အတိပေးခြင်းနဲ့ကျွန်တော်ပြောတဲ့စကားဒီကျွန်တော်တာဝန်ယူနိုင်တယ်ဒီနေရာမှာဒီလိုမျိုးကျွန်တော်တို့အမှန်တကယ်ဖြစ်ခဲ့ဘူးလေအဲ့တော့အဲ့ဒီတရေကလည်းဘယ်ကတရေလဲအဲ့ဒီကျွန်တော်ဆက်ယူနာပါဝင်ခြင်းကတောစားကတရေလားတရေမလားဒါတော့ကျွန်တော်လည်းအတိအကျမသိဘူး तू ကတရားထိုင်ရင်ထိုင်ရင်လည်း तू အဲ့လိုဖြစ်သွားတာဒါတော့သိတယ် ော့သူ့မှာအစကလေးကဒီဥစ္စာရှိနေတာလားကျွန်တော်ဆက်ဝင်လာပြီးမှရှိသွားတာလားလဲကျွန်တော်အတိအကျမသိပါဘူးဒါတော့အမှန်ဝင်ခံတာပါသူ့ပါးစပ်ကနေပြီးတော့သူ ပြောဘူးတာကတော့မင်းကောင်မလေးကဘာလဲဗမာမလားဒဝဲမလားမော်မလားရခိုင်မလားဘာလားအဲ့ဒါကြောင့်မေးတော့သူမောပါကိုလေအဲ့ဒါဆိုဘာလဲမင်းကမလိုက်ပါလားအမလားတေယုမလားဘာမလဲဆိုအင်ဒိုနီးရှားပါတဲ့အဲ့လိုမျိုးကျွန်တော်တခါပြောဘူးတယ် ဲ့ဒါအဲ့ဒါပဲကျွန်တော်သိတယ်ဆိုတော့အခုကျွန်တော်ပြောပြတဲ့ဇလားလည်းဒါအမှတ်တကယ်ဖြစ်ခဲ့တယ်အဲ့ဒါကြောင့်ယုံလို့ရတဲ့အရာတွေရှိသလိုယုံလို့မရတဲ့အရာတွေလည်းရှိတယ်အာကျေးဇူးပြုပြီးတော့စကားတော့နည်းနည်းရှင်းသွားတယ်ဒီနေ့ပြောလိုက်တာဟောကျေးဇူးပြုပြီးတော့တခါတည်းမှာကျွန်내ကိစ္စကျွန်တော်ပြောဖို့တသေးကဘူးဗျာ အဲ့ကောင်လေးအဲ့လိုဖြစ်တဲ့ကိစ္စပတ်သက်ပြီးတထေးကကျွန်တော်ကျွန်တော်ကျွန်တော်ကောင်းကောင်းမွန်မွန်အိတ်ဆက်ယူလေးမှကျွန်တော်အလုံးလုံးနေတာတထေးကအရာရာအားလုံးကျွန်တော်ကိုဝင်းလုံးသွားတာအဲ့လိုမျိုးဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တဝဲကောင်လေးကိုကျွန်တော်ခေါ်ပြီးအရှိကနေပတ်ဝန်းတော့ CCTV မှာတထေးကတွေ့သွားတယ်တော့မင်းညဘဘယ်ကကောင်ကိုခေါ်လာတာလဲပေါ့အဲ့ကျွန်တော်ပြောတယ်ဒီလိုပဲဟိုကောင်လေးကျမကြီးဒီလိုပဲဖြစ်တယ်ပေါ့ ရုပ်ကျွန်တော်အဲဒီဗီဒီယိုပြလိုက်အဲဒါငါလဲကြောက်တာနဲ့ဒီတကောင်ကိုခေါ်လာပြီးတော့ဟိုက်ကောင်ကိုချိုးတုပ်ပြီးတော့ဟိုကံပေါ်မှာငါတို့သွားပြတယ်ပေါ့ကျွန်တော်အဲလိုပြောလိုက်အဲဒါတတိလဲသူ့ကိုတွေ့တယ်နှစ်ခါသုံးခါတော့အဲလိုကိုသုံးလုံးနဲ့ဒီကောင်ကံပေါ်မှာတွားနေတာလေအဲဒါအဲ့ဒီအကြောင်းအကြောင်းနေကြောင်းတတိလဲကျွန်တော်ကိုယုံကြည်မှုအားနေတော့တယ်ကျွန်တော်ဆက်ရုံမနေခွင့်မပေးတော့ဘူး ဆက်ရုံမှာလည်းတခြားဒီနိုင်ငံသားတယောက်ကိုအစားထိုးလိုက်တယ်နောက်တော့၃လလောက်နေတော့ကျွန်တော်ကိုလည်းအဲဒီဆက်ရုံကနေအလုပ်ထိုးလိုက်တယ်ဘာဖြစ်လို့ဒီလိုဖြစ်သွားတာလဲဆိုတော့ခင်ဗျားတို့သဘောပေါက်လိမ့်မယ်ကိုကတော့စေတနာနဲ့ကူညီတာပဲကိုကလည်းတဘောယုံနေလူတစ်ဖက်တော့ကူညီတာပဲ ဒါပေမဲ့လူတွေကိုကူညီတဲ့အချိန်မှာကိုယ့်ကိုပြန်ပြီးတော့လာတဲ့ side effect တွေရှိတယ်။စိုးကျိုးတွေကိုယ့်ပေါ်ပြန်လာတတ်တယ်။ကောင်းကျိုးတွေလာတယ်လို့ကောင်းကျိုးတွေပဲလာတော့မဟုတ်စိုးကျိုးတွေလည်းလာတယ်။အဲဒီစိုးကျိုးတွေကကိုယ့်ဘဝရဲ့တလန်းတွေကိုကိုယ့်ဘဝရဲ့အောင်မြင်မှုတွေကိုကိုယ့်ဘဝရဲ့အဆင်ပြေမှုတွေကိုတစ်ခါတည်းရမှာဝါပြိုသွားတယ်ဖြတ်စီးသွားတယ်ပေါ့နော်။ ဆိုတော့ဆိုရင်ကျွန်တော်အဲ့ဒီစက်ရုံလေးမှာဖုံးပစ်လေးလေးပြောရရင်သူများတွေအဲ့ဒီအချိန်တော့တနေ့ကုန်ပြင်ပပမအလုပ်လုပ်မှာ35ကျပ်40ရတဲ့အချိန်မှာကျွန်တော်မှာတထည့်ကျွေးတဲ့ဈေးကိုစားပြီးတော့ဟုတ်လားကျွန်တော်အဲ့မှာညဘတ်ဆောင်အိပ်ရတဲ့တော့ကျွန်တော်တထည့်ကတီးတန်းလာစားတီးတန်းလာစားနော်သူကျွန်တော်နေဖို့နေရာပေးတာကျွန်တော်ဒီတိုင်းမနေဘူးကျွန်တော်ညင်းတော့ကျွန်တော်ကြောက်တယ်မနေဘူးကျွန်တော်တီးတန်းအဲ့ဒီတော့လာစားဆိုပြီးတော့ ငွေ၈၀၀တည်တံ့ပေးစေယုံမှာဆောင်ရပြီးတဲ့သူ။ရှင်းရပေးတဲ့အပြင် ကျွန်တော်သမင်းလည်းကျွေးတယ်။နေညာသမင်းကျွေးတယ်။မင်းမင်းချက်စားဆိုပြီးသူဟင်းစားဝယ်ပေးတယ်။ကျွန်တော်ရဲ့အတတင်တရက်လောအားက85ကျပ်။အရိခဲပါဖာနီကျကျွန်တော်လုံးနေတဲ့ချက်ကျွန်တော်ရဲ့လောအားက85ကျပ်ရတယ်။အဲ့တော့အလားတွေအားလုံးဟာကျွန်တော် လွတ်လွတ်လပ်လပ်ရတဲ့ဆုံးရှုံးသွားတယ်အဲ့တော့အခုအဲ့ဒီစက်ရုံရှိလားမရှိလားတော့ကျွန်တော်မသိဘူးအဲ့ဒီစက်ရုံရဲ့နာမည်က protein intatim အော် protein အဲ protein group အဲ့ချင်တော့ protein group ပေါ့နော်နောက်ပိုင်းတော့ protein ENT ဆိုပြီးတော့ပြောင်းလိုက်တယ် ကျွန်တော်အလုတ်ထွက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တွေ့ပြန်တွေ့လာအိဆက်ယုံကိုအဲ့ရပရိုတင်း group ကနေပြီးတော့ပရိုတင်း ENT ဆိုပြီးတော့အဲတတိယသူဆက်ယုံရဲ့နာမည်ကိုပြောင်းထားတယ်အခုတော့ကျွန်တော်အဲ့ဒီမကျူးကြရအောင်မရောက်တော့59နှစ်ကျော်ကျော်လောက်ရှိတော့တယ်တော့ဒီဟာဟိုကျွန်တော်အခုပြောတဲ့အချိန်မှာဒီဟာလေးရှိခြင်းမှလည်းရှိမယ် ရှိခြင်းလည်းရှိမယ်တည်တဲ့လူတွေလည်းရှိခြင်းရှိသလိုကျွန်တော်ပြောတဲ့စကားယုံကြည်လည်းယုံကြပါမယုံကြည်လည်းပုံပြင်းလို့သဘောထားပါဗျာဒါမဲ့ကျွန်တော်ခုပြောပြတဲ့စကားဒီကျွန်တော်အမှန်တကယ်မျက်စိနဲ့မြင်ခဲ့တယ်တရဲမနဲ့မော်စကိုဒူးတဲ့ဒီ sorry ပမာကောင်လေးပါနော် မင်းကမင်းကသားလေးပေါ့အခုတော့သူလည်းဆုံးသွားပါပြီဆုံးသွားပြီယူတယ်ယူသွားတယ်ယူပြီးတော့ဆုံးသွားပါတယ်အားလုံးပဲတကယ်ချင်းတို့တွေလူတွေကိုကူညီကြပါလူတွေကိုပေးကမ်းကြပါလူတွေကိုတန်းတိုင်းတလောက်ကိုမှရှိရင်စွန့်ကြပါဒါပေမဲ့ပြန်လာမဲ့ကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေလည်းရှိတယ်အဲ့ဒါတွေကိုလည်းလက်ခံနိုင်အောင် ြင်ဆင်ထားပါလို့ပဲအတိပေးခြင်းပါတယ်အားလုံးပဲဆေးရောကိုကျမ်းမာခြင်းနဲ့လေးချမ်းတဲ့ကောင်မအလုပ်တွေလုပ်ပြီးပြဿနာတွေရှာနိုင်ပါစေဗျာဘိုင်ဘိုင်